သက်ရှင်သောသူတို့၏ဖျားသခင်ပတ္တလိသာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်။နဝင်ဘာလ22ရက်နေ့အတွက်ပါ။စိန့်ဆီစီလီယာရဲ့ပွင့်နေ့လည်းဖြစ်ပါတယ်။နေ့ကြားနိုင်ရမယ့်ရှင်လူကာဧဝံဂေလိကျမ်းထဲမှာယေရှုတော်ကရှင်မြန်ထောက်မြောက်ခြင်းကိုညင်းပယ်ကြတဲ့ပါရိဇေဥတွေကိုပြန်လည်ဖြေကြတဲ့အကြောင်းကို လီစီဦးတွေကညီကိုခုနှစ်ယောက်နဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီးတယောက်အကြောင်းကိုသူကခရစ်တော်ဒီကုန်းထုတ်ခဲ့ပါတယ်။သူခရစ်တော်က၎င်းတို့ရဲ့စိတ်အခြေအနေကိုအောက်ကျဆင်းလဲတဲ့ချီနီကိုချီပါခဲ့တဲ့အကြောင်းကိုကြားရတာဖြစ်ပါတယ်။ခြင်းမြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့သူခရစ်သားသမီးတို့ဟာအင်းများလက်ထပ်ပြုပြီးတော့အသက်ရှင် ဲ့ကြပြီမြဲ့နောင်ဘဝမှာအင်းညာလက်ထက်ခြင်းနေရှိတော့ပဲကောင်းငယ်တမန်များနဲ့တူပြီးတော့ဘုရားသခင်သားသမီးများဖြစ်မယ်ဆိုတဲ့အကြောင်းကိုရှင်းပြထားတာဖြစ်ပါတယ်။ဒါကြောင့်ပရမအချက်အနေနဲ့ကျွန်တော်တို့ထောက်ရှုနိုင်တာကတော့လောကီကန့်သက်ခြင်းများထက်ဘုရားသခင်သားသမီးဘဝဟာကျော်လွန်တဲ့ဘဝဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှင်းရမှာပါ။ယင်ခရစ်တော်ဟာလောကီထိမ်းမြားခြင်းတွေရဲ့ အသက်ဆက်နွယ်မှုတွေနဲ့ရှုပ်ထွေးမှုတွေရနေပြီးတော့သာဝရအသက်ဤညာသခင်ရဲ့တာသမီဖြစ်ခြင်းအကြောင်းကိုအာယုံဆိုင်ရှင်းပြခဲ့ပါတယ်။လောကကဘာကုံလွန်ပြီးတော့ကျွန်တော်တို့သွားရမယ်ကောင်းကင်နိုင်ငံကဘွားဟာလောကသားတွေနားလေတဲ့ဘဝနဲ့ဝေပြချာနာမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပတ်သက်ဆွနယ်မှုတွေဟာလောကသားတွေလူ မျိုးတော်ဆက်တယ်လို့မဟုတ်ဘဲနဲ့ယားသခင်ရဲ့သားသမီးတွေအနေနဲ့တော်ဆက်မှာဖြစ်ပြီးယားသခင်ရဲ့သားသမီးဘဝအဖြစ်ဂျာတမန်တွေကဲ့သို့ဘဝအဖြစ်ကိုရောက်ရှိမှာဖြစ်ကြောင်းကိုဆက်ကြပါမယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ထောက်ရှုရမှာကတော့ဘုရားသခင်ဟာအသက်ရှင်သောဘုရားသခင်ဖြစ်ပါတယ်ရှင်ခရစ်တော်ပေးတဲ့ဥပမာမှာဆိုရင် မိုးဆေရဲ့မီးလောင်နေတဲ့ခြုံပုတ်မှာဘုရားခင်ကိုတွေ့ရှိတဲ့အဖြစ်အပျက်ကိုရည်ညွှန်းပြီးရှင်မြန်ထမြောက်ခြင်းရဲ့အမှန်တရားကိုရှင်းပြခဲ့ပါတယ်။အဲဒီအဖြစ်အပျက်မှာဆိုရင်ဘုရားခင်ရဲ့မိမိကိုယ်ကိုအာဗြဟံဤဖျားဣဇက်ဤဖျားယာကုပ်ဤဖျားဟုပြောဆိုခဲ့ပါတယ်။ဆိုလိုတာကတော့ဘုရားခင်ဟာတည်တော်သူတို့ရဲ့ဖျားမဟုတ်ဖက်နဲ့ တဲ့ရှင်တော်သူတို့ရဲ့ဘုရားသခင်ဖြစ်ပါတယ်။ဘုရားခင်ဟာယုံကြည်သူအလုံးနဲ့အတူဖြစ်ဆက်ဆက်သာဝရအသက်ရှင်တန်နေခဲ့တယ်ဆိုတာကိုမိမောင်းထူပြနေတာဖြစ်ပါတယ်။ဘုရားခင်ဟာအသက်ရှင်တော်သူတို့ရဲ့ဘုရားသခင်ဖြစ်ပါတယ်။ဘုရားခင်ဟာရှင်တန်ခြင်းဖြစ်ပါတယ်။တတိယတစ်ချက်အနေနဲ့သာဝရအသက်တာအတွက်ရှင်တန်တတ်မှုကိုကျွန်တော်တို့ဝေမြူကြရပါမယ်။ န်နာခဲ့ရတဲ့ဧဝံဂေလိကျမ်းစာမှာကျွန်တော်တို့ဟာသာရအသက်ရှင်တန်ရမယ့်ဘဝနေထိုင်မှုပုံစံတွေနဲ့အသက်ရှင်ဖို့ဖိတ်ခေါ်နေပါတယ်။ကျွန်တော်တို့ရဲ့မြေကြီးပေါ်မှာရှိတဲ့ဘဝတွေဟာနောင်လာမယ့်ဘဝရဲ့ကောင်းငင်နိုင်ငံသားဘဝကိုထင်ဟပ်စေတင်ပါတယ်။တို့တောင်းတဲ့ကာလတစ်ခု ုံတွေ့ရမယ့်လောကီအာယုံခံစားမှုတွေအပြင် အလွန်အမင်းဆွဲလန်းနေမဲ့အစားယသခင်ရဲ့မေတ္တာတော်တွေတရားမြတ်တမှုတွေငြိမ်းချမ်းရေးတို့ကိုထင်ဟပ်စေမဲ့ဓာရအတ္တတာရှင်တန်ခြင်းဘဝကောင်းကင်နိုင်ငံသားဘဝယသခင်ရဲ့သာသမီဘဝအနေဖြင့်လောကမှာနေထိုင်အသက်ရှင်ကြဖို့လိုအပ်တယ်ဆိုတာကိုဒီမောင်ထူပြနေတဲ့အကြောင်းသိကြ ဒါကြောင့်အနစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကောင်းကင်နိုင်ငံသားဘဝဟာလောကီကန့်သက်ချက်များထက်ကျော်လွန်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ဘုရားခင်ဟာအသက်ရှင်သောသူရဲ့ဘုရားခင်ဖြစ်ပါတယ်။တတိယတစ်ချက်အနေနဲ့လောကမှာအသက်ရှင်သန်နေထိုင်ရမှာသာဝရအသက်တာအတွက်ရှင်သန်တတ်မှုသာဝရဘဝကိုဆိုင်နေတဲ့သူတွေအဖြစ်ရှင်သန် ပြသရမယ်ဆိုတဲ့အချက်တွေကိုထောက်ရှုပြီးတော့ဒီနေ့ကျန်းစာတော်များအဖြစ်အာယူရဲ့အောင်းသောခရီးယန်းဤအဖြစ်ကျင့်ကြံကြပါစို့